မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေဒီဇင်ဘာ၈ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ UFC ကမ္ဘာချန်ပီယံခပ်ပတ်ကိုရခဲ့ပြီးအရှမ်းချင်းရတဲ့မိုးရီကိုစီကအပြေကိုပိုင်းရရှိခဲ့တာကြောင့်မြန်မာနိုင်ငံကိုပြန်လာကမင်္ဂလာဆောင်တော့မယ့်ကျွွှန်အပန်းတည်။နိုင်ငံသားမှမြန်မာလိုမပြောဘဲမွန်လူမျိုးပါဆိုပြီးပြောတာကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးသွားတဲ့အမျိုးသမီးလေးတည်တဲ့ မြန်မာပြည်တွင်သူလုံးနိုင်ခဲ့ပြီးဖြစ်ကြောင်းစီနီယာချင်းအွန်လိုင်းဆန်ကိုမျက်ရည်တွေနဲ့ရှင်းပွင့်ခဲ့တဲ့ဂျိုရှွန်အာဘန်တတိယပိုင်းဒီကွန်ဖြစ်ရတဲ့သူကိုယ်သူနိုင်ရှင်ပြီးစွန်ဝါရီမိသားစုအတွင်းရေးတွေရှိခဲ့ကြောင်းပြောပြလာတဲ့ခေရနာဆိုတတိယမောင်မလာမောင်သားငန်းမောင်နေရလူမပြတ်ဆိုပြီးတက်တုံးတဲ့ရှိစားတင်လေးကိုအခုလိုချပြလာတဲ့လှမ်းမှုထုံတတိယပဲဖြစ်ပါရဲ့ရှင် UFC ကမ္ဘာချန်ပီယံခပတ်ကိုရခဲ့ပြီးအရှမ်းချင်းရတဲ့မိုးရီကိုစီကဖြေကိုပါရရှိခဲ့တာကြောင့်မြန်မာနိုင်ငံကိုပြန်လာကမင်္ဂလာဆောင်တော့မယ့်ဂျိုရှူအာဘန် UFC ချန်ပီယံခပတ်ရတယ်လို့မကြခင်မိုးရီကိုနဲ့လက်ထပ်တော့မယ်လို့သတင်းတွေထွက်လာတာကဂျိုရှူအာဘန်မှာအလုံးသိကြတဲ့အတိုင်းဒီနေ့ကမြန်မာတမျိုးသားလုံးအတွက်တမိုင်းဝင်နေ့တနေ့ဖြစ်တယ်လို့ဂျိုရှူအာဘန်ဆိုတဲ့ချင်းတိုင်းသားလူငယ်လေးအတွက်တော့ဘဝရဲ့ပျော်ရွှင်ရာဆုံးနေ့တနေ့ဖြစ်မှာသိကြပါပဲ။ ။ဘာကြောင့်လဲဆိုတော့သူဟာကပ္ချက်ပီယံခပတ်ကိုရယူနိုင်ခဲ့ရုံသာမကသူတစ်ပတ်တန်ဆွဲလန်းချစ်ခင်ခဲ့ရတဲ့မူဟီကိုရဲ့ချစ်ကိုပါပိုင်ဆိုင်ခွင့်ရလိုက်လို့ပါပဲ။ ဒီနေ့မနက်မှာကျင်းပခဲ့တဲ့ UFC Flyweight ကမ္ဘာချန်ပီယံလူပွဲမှာဂျိုရှုအပန်ဟာလက်ရှိချန်ပီယံကြီးပန်တူဂျာကိုအမကန်းချေဆွမ်းနဲ့အနိုင်ယူခဲ့တာပါပန်တူဂျာဆိုတာပြိုင်ဘက်ကင်းလို့သတ်မှတ်ထားခံရသူဖြစ်ပေမယ့်ဂျိုရှုအပန်ကတော့ပညာသားပါပါကစားပြီးလှလှပပအနိုင်ယူကမြန်မာနိုင်ငံမှာတမကအရှိတအအရှံတစ်ခုလုံးရဲ့ပထမဆုံး UFC ကမ္ဘာချန်ပီယံဖြစ်တမိုင်းစာမျက်နှာဖွင့်လှစ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ဒီပွဲရဲ့ထူးခြားဆုံးချက်ကချန်ပီယံခပ်ပတ်တစ်ခုလည်းမဟုတ်ပါဘူး။ပရိသတ်တွေအလုံးရှင်ကုန်နေကြတဲ့ဇလန်တပုတ်ရှိပါသေးတယ်။အဲဒါကတော့ဂျိုရှုအဘန်နဲ့မင်းသမီးဂျော်မိုးဟီကူရီရဲ့ဇလန်မှာပဲ။အလုံးသိကြတဲ့အတိုင်းဂျိုရှုအာဘန်ဟာငယ်စဉ်ကတည်းကမိုးအီကိုကိုကြိုက်နေတဲ့ခဲပင်သူ့ရဲ့ခရစ်တီးယားဖြစ်ကြောင်းနိုင်ငံသားမီဒီယာတွေမှာတော့ပတ်ကြွားခဲ့ဘူးသူပါချန်ပီယံဖြစ်ရင်မမအကိုရောင်းရှုမယ်ဆိုရင်စိတ်ကူးမျိုးရှိခဲ့ပုံရပါတယ် အခုဂျိုရှုအဘန်ကဘာချန်ပီယံဖြစ်သွားတဲ့အချိန်မှာတော့သူမျော်လင့်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါပြီ။နိုင်ပွဲရပြီးချက်ချင်းဆိုသလိုပဲမိုးဟီကိုကသူ့ရဲ့လူမှုကွန်ရက်ကနေဂျိုရှုအဘန်ကိုဂုဏ်ပြုစကားဆိုခဲ့တယ်လို့အရန်ချစ်တဲ့ဂုဏ်ယူရဲဆိုတဲ့စကားလုံးနေတဲ့အတူဂျိုရှုအဘန်မျော်လင့်နေတဲ့အဖြစ်ကိုပါပေးလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီတဲ့င်းကိုကြားနိုင်ရတဲ့ဂျိုရှုအဘန်တယောက်အပြော်လွန်ပြီးမှုန်ရတဲ့မျက်နှာလေးလိုပြုံးပြင်းနေတာကိုကြည့်ရင်သူ့ရဲ့ပျော်ရွှင်မှုကဘလောက်ကြီးမားလဲဆိုတာခံမှန်းလို့ယူရတာပါ နောက်ထပ်ပြည်သက်တီအတွက်တည်ငောင်းတစ်ခုကတော့ဂျိုရှူအာဘန်ဟာမကြခင်မှာမြန်မာပြည်ကိုပြန်လာတော့မှာပါ။သူဟာကမ္ဘာချန်ပီယံခပ်ပတ်ကြီးကိုယူဆောင်လာပြီးမြန်မာပြည်သူတွေကိုပြတာမှာဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲသူ့ရဲ့ချစ်သူမိုးရီကိုနဲ့ခံခံနာနာမင်္ဂလာဆောင်ဖို့ပါစီစဉ်ထားရင်လို့သိရပါဗျ။သူတို့နှစ်ယောက်ကိုကြည့်လိုက်ရင်တကယ်ကိုလိုက်ဖက်နေတဲ့ဇုံတွဲလို့ဆိုရမှာပါ။ မွေကူဆိုတာမြမနုပညာတော့ကရင်ထိတ်တန်းမင်းသမီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အပြိုကြီးမမဖြစ်တယ်လို့ကျွတ်ချွတ်အဘန်ကလည်းအခုဆိုရင်ကမ္ဘာချန်ပီယံတန်းကြွယ်တထေးတယောက်ဖြစ်နေပါပြီတထေးချင်းချင်းအောင်မြင်သူချင်းချင်းပေါင်းပတ်ကြမယ့်ဒီဆောင်တွေဟာမြမနိုင်ငံရဲ့အားကြစရာအကောင်ဆုံးဆုံးတွဲဖြစ်လာမှအသေးချာပါပဲချန်ပီယံဆုံးလဲရောင်မင်းသမီးကျောင်းရဲ့ချစ်ကိုလည်းပိုင်ဆိုင်သွားတဲ့ကျွတ်ချွတ်အဘန်ကတော့2025ခုနှစ်ရဲ့ကံကောင်းဆုံးမြူသားကြီးဖြစ်သွားခဲ့ပါပြီ ကေပရိတတိယကမ္ဘာ့ချက်ပီယံကျွရှွာဘန်နဲ့မင်းသမီးကျော်မိုးရီကိုရီးယားမင်္ဂလာပွဲကြီးကိုမြင်တွေ့ရတော့မယ်ဆိုတော့ဘလို့ခန်းစားရပါတယ်။သူတို့နှစ်ယောက်ကိုရောသဘောတူကြရဲ့လား။ကျွရှွာဘန်ရဲ့ကံကောင်းမှုတွေပေါ့မိမိတို့ရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးအပြေးသွားကြပါအောင်ရှင်။ピッ ာမြန်မာလို့မပြောဘဲမလူမျိုးပါဆိုပြီးပြောတာကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးသွားတဲ့အမျိုးသမီးလေးအင်တာနက်ပေါ်မှာကမြန်မာလူမျိုးလို့မဖြေဘဲမလူမျိုးလို့ဖြေတဲ့အမျိုးသမီးငယ်တယောက်ရဲ့အင်တာဗျူးကရေးပန်းစားနေပါတယ်ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံကလမ်းပိအင်တာဗျူးတစ်ခုမှာပါတက်တူးရင်းနဲ့စတိုင်ချနေတဲ့အမျိုးသမီးငယ်လေးတယောက်ကိုဘဲကလာတာလေလို့မေးမြန်းရမှာသူကမြန်မာလို့ချက်ချင်းမဖြေဘဲမလူဖြေကြခဲ့ပါတယ် ြဿနာကဒီနေရာကစာရပါနိုင်ငံသားတန်အင်တာဗျူးဆရာကမွန်ဆိုရာလူမျိုးစုတစုမန်းနိုင်ငံမဟုတ်မဲနားမလဲတော့ဒါပေနိုင်ငံနဲ့ဘယ်နားမှလဲဆိုပြီးစွန့်လိုက်မိပါတော့တယ်နောက်ဆုံးမှအဲ့ဒီမျိုးသမီးငယ်ကမြန်မာဘာလို့ဝန်ခံလိုက်ရပါတယ်ဒီတော့မှအင်တာဗျူးဆရာကဒါဆိုရင်အစားတွေကမြန်မာလို့ပြောလိုက်ရင်ပြီးရောပေါ့ကိုနေတဲ့နိုင်ငံကိုမတီးဘူးလားဆိုတဲ့သဘောမျိုးနဲ့ပြန်ပတ်လိုက်တဲ့မြင်ကွင်းကကြည်ရသူဖို့မျက်နှာပူစရာဖြစ်သွားခဲ့ရပါတယ် ဒီဗီဒီယိုအောက်မှာတော့ပြည်သက်တည်းရဲ့အမြင်လေးကွဲပြားနေပါတယ်။တချို့ကတော့ကိုယ့်လူမျိုးကိုချင်လို့မုန်းလို့ပြောရန်လက်ခံပေးတင်တယ်လို့ဆိုကြတယ်လို့အများစုကတော့နိုင်ငံတကာစာမျက်နှာမှာကိုယ်ကိုင်ဆောင်ထားတဲ့ passport တိုင်းမြန်မာလို့ပြောမှသူများတွေနားလည်မှာပေါ့လို့ဝေဖန်ကြပါတယ်။နိုင်ငံသားတွေရှိမှရှင်းပြအခန်းကိုလုပ်မဲ့အစားရိုးရိုးရှင်းရှင်းပြင်လိုက်ရင်ဒီလိုချက်ခွဲစရာ ဖြစ်လာမှာမဟုတ်ဘူးလို့ထောက်ပြကြတာပါ။ ကေပရိတတကြီးရဲ့နိုင်ငံသားရောက်ရင်ကိုကိုကိုဘယ်လိုမိတ်ဆက်တာတင့်တော်ဆုံးလဲမြမတို့ပြောရမှာဝင်လင်းနေတဲ့သူတွေရဲ့စိတ်ထားကိုရောဘယ်လိုမြင်ကြပါလဲပရိတတကြီးရဲ့အမြင်လေးတွေကိုပြောသွားကြပါအောင်ရှင်မပြေအတွက်သူလုံးလံခဲ့ပြီဖြစ်ကြောင်းစီနီယာတီအွန်လိုင်းအဆန်ကိုမျက်ရည်လေးနဲ့ရှင်းပွင့်ခဲ့တဲ့ချွတ်ရွာပန်း UFC fighter ကိုချွေးအောင်မထွက်ပင်အမောက်တိတ်လိုက်တဲ့မြမပြည်နယ်ပါချင်းတိုင်းရဲသားချွရွှန်အဘန်ကနိုင်ပွဲပြီးမှသူ့ရဲ့စီနီယာကြီးအွန်လိုင်းဆန်ကိုမြမပြည်အတွက်သူလုံးနိုင်ခဲ့ပြီဖြစ်ကြောင်းမျက်ရည်တွေနဲ့ရှင်းပွင့်ခဲ့တယ်လို့သိရပါတယ်။အလယ်ဆန်ဆိုတော့ဖန်တန်အတန်ရောတွေ့ကြုံရောအလုံးထည့်ရောမြောင်းဆောင်ရင်တန်ကြီးမားတဲ့လက်ဝိသမားဟောင်းတူဖြစ်ပြီး2019ခုနှစ် MMA 1ချန်ပီယံရှစ်ကမ္ဘာချန်ပီယံရှစ်လူပွဲမှာချန်ပီယံဆုစုကူးနိုင်ခဲ့တဲ့ပထမဆုံးမြမလက်ဝိသမားတူပါ ဒူဘဝိုင်းလဝိတ်တတန်တချောင်းမှာလည်းမခေးပဲ1 meter weight world championship တစ်ကြိမ်1 line heavyweight world championship တစ်ကြိမ်ပြီးတိန်ချိန်ဆိုင် fighter only magazine ကရွေးချယ်ခြင်းနဲ့ 1 MMA Award 2000စုပေးပွဲမှာ2018ခုနှစ်ရဲ့နိုင်ငံတကာအကောင်းဆုံး Fighter ဆုံး2018 International Fighter of the Year ကိုတစ်ကြိမ်နဲ့စုစုပေါင်းနိုင်ငံတကာစု3ကြိမ်တည်တည်စုကူရရှိထားပြီးအွန်လိုင်းဆန်ဟာ Joshua Van Gleboa ကလေးကရွှေရောင်ခပ်ပတ်နှစ်ခုနဲ့တင့်တယ်နေတဲ့မြမစီနီယာလက်ဝဲသမားကြီးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ အထင်ကြီးစရာအနေနဲ့လဲစစ်တမ်းများရာအောင်လာဟာယနေ့ထိသူ့ဘဝတက်တမ်းမှာကစားပွဲ38ပွဲကိုကစားခဲ့ပြီး25ပွဲကိုအနိုင်ရရှိထားပြီးဖြစ်ပါတယ်။ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကဂျူနီယာဖြစ်တဲ့ဂျိုရှွာဘန်ကအစအစအရရာဆွေးနွေးပြီးတိုင်ပင်နေဆိုတော့မြန်မာနိုင်ငံအတွက်အလားအလာကောင်းဖြစ်ပါတယ်။ဒါပေမဲ့စီနီယာကိုပြေးခတ်တယ်ဆိုရင်ဂျိုရှွာဘန်ကလည်းခေတူမဟုတ်ပဲနိုင်ငံတကာလက်ဝဲပွဲတွေမှာအဆင့်တန်းရှိဆုံးဖြစ်တဲ့ UFC ပြိုင်ပွဲမှာလူစားဝင်ထုတ်ရင်ရုပ်တရက်နာမည်ကြီးမာခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့လာနေငယ်ကလည်းသူ့ထက်ရန်ယုံလူကောင်းမှကြီးတဲ့ UFC ကမ္ဘာစင်တဲ့ Brandon Rather ကိုလက်စွမ်းတာနဲ့ထိုးတန်နိုင်ရရှိသွားတော့အော်တောင်းနေဖြစ်ခဲ့ပါသေးတယ်။အဲဒီတော့ကလည်းအကောင့်သေးပေမဲ့မကုံတောင်းပြီးလက်စိတ်ပြင်းတဲ့မြမကစားသမားကဗန်ကပွဲတစ်ခုလုံးကိုကောင်တာဝိုက်လက်သီးနဲ့လှလှပါပါကြီးအနိုင်ယူသွားခဲ့တာမို့နိုင်ငံတကာပြည်သက်တီပစံအဟောင်းသားဖြစ်တဲ့အထိနာမည်ရခဲ့ပါတယ်။ မာချာရှာပါဝင် UFC ရဲ့ fighter တော်တော်များများက ace ကနေဗန်ရဲ့စွမ်းဆောင်ရည်ကိုတီတီချီချူခဲ့ကြသလိုကပလဝိတ်သုံးသက်သူတွေရဲ့သုံးသက်ချင်ရလေဗန်ရဲ့လက်သေးတွေဟာအင်မတန်တိကျမြန်ဆန်ပြီးပညာသားပါလာတဲ့အတွက် printer rival လို့အကောင်ကြီးကုန်တော့အနိုင်ယူနိုင်ရင် နောက်လာမယ့်ပွဲတွေတော့ကြည်ကောင်းပြီလို့ယူဆခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်တီရောနိုင်ငံတကာစောင့်ကြည့်သူတွေဝေဖန်ရေးပညာရှင်တွေကပါနောက်တစ်ချိန်ကျွရှုအပ်စင်ပေါ်တက်လာမယ့်အချိန်ကိုစောင့်ခဲ့ကြပါတယ်။ ဖန်ရဲပွဲကိုစောင့်ကြည့်ကြတဲ့လူတွေထဲမှာမြန်မာနိုင်ငံကနာမည်ကြီးရဖြစ်တဲ့အာလုံးလေးစားကြတဲ့အစွန်တော်အာဇာနီတို့မိုးရီကူတို့ပုဂ္ဂိုလ်ကြီးပါဝင်ပါတယ်။အာဇာနီဆိုရင်မြန်မာအလံပါတဲ့လက်ကင်တို့ကိုဝှေ့ရမ်းပြီးဖန်ရဲပွဲကိုကိုရိုင်းကိုကြောင့်တွားရောက်အားပေးခဲ့ပါတယ်။ အဆိုပါပွဲမှာမြမကုံဆောင်တိုက်ခတ်ရေးသမားကျွရှင်အဘန်ဟာလက်ရှိဖလိုင်းဝေးချန်ပီယံအလက်ဆန်ဒရီပန်ဒူချာနဲ့ရှင်ပြိုင်ထိုးတက်ခဲ့ပြီးပွဲစားနေဆိုရတဲ့ပန်ဒူချာဟာအထွေထွေပိုင်းဆိုင်ရာအားသာမှုတွေနဲ့ကျွရှင်အဘန်ကိုတရက်ချန်းဆိုသလိုပဲဖိအားပေးခဲ့ပါတယ်။ န်တူချန်ဟာဂျိုရှုအဘန်ရဲ့အပြင်ခြေရောက်ကိုအားပါပြင်းထန်တဲ့လက်ကစ်တစ်ချန်နဲ့စတင်တိုက်ခိုက်ပြီးဟက်ကစ်နဲ့ဒူးတွေကိုပါတီတီမိမိတွေ့ဆိုင်ရင်ချင်းဖိုက်တာလေးဂျိုရှုအဘန်ကဖိအားပေးခဲ့တာပါ။ဒါပေမဲ့ဘန်ကတွန်းလဲလိုက်ချိန်တစ်ချက်လေးမှာပဲလက်ထောက်လဲချသွားပြီးသူ့ရဲ့တထောင်စစ်အစ်စ်ပြုတ်သွားတာကြောင့်ပွဲကိုဆက်လက်ရှင်ပြိုင်မှုဘလို့မှမဖြစ်နိုင်တော့တဲ့အတွက်ပွဲကိုချက်ချင်းရပ်နာလိုက်ပြီးဂျိုရှုအဘန်ကိုအနိုင်သတ်မှတ်ပေးလိုက်ပါတယ်။ ဒီလိုနည်းနဲ့မြန်မာပြည်ပေါ်ချင်းတိုင်းသားလေးကျူရှင်အဖန်ဟာ UFC မှာ Flyweight တန်းကမ္ဘာချန်ပီယံဖြစ်အောင်ပွဲခံလိုက်နေတာဖြစ်ကြောင်းဖန်ကအွန်လိုင်းဆန်ကိုမျက်ရည်တွေနဲ့ရှင်းပြခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောတကယ့်မြန်မာကုန်ဆောင်ကစားသမားနေရောအခုလိုမျက်ရည်တွေနဲ့ပညာချင်းဖလှယ်ချပုံကိုမြင်ရတာရှင်းနေဘလို့ဝမ်းသာပီတိများဖြစ်ကြတယ်လဲဆိုတော့ comment မှာရေးပေးခဲ့ကြပါအောင်ရှင်။ ိုင်ကုန်းဖြစ်ရတဲ့သူကိုယ်သူနာရှိပင်စိုးဝါတဲ့မိသားစုအတွင်းရေးတွေရှိခဲ့ကြောင်းပြောပြလာတဲ့ခင်နနာဆိုပိုင်ကုန်းကိစ္စကရန်ကုန်နာမည်ကြီးနေတဲ့ချိန်မှာဆိုင်မင်းသမီးခင်နနာဆိုကလည်းသူမရဲ့အိမ်တွင်းရေးအကြောင်းကိုအခုလိုပဲထုတ်ပြရှင်းဖွင့်လာခဲ့ပါတယ်မန္တကုံကပထွေးနဲ့မွေးထားတဲ့မွေးချင်းတွေကိုလှုပ်ကျွေးနေရတဲ့အချိန်မှာခေရနာဆိုကလည်းပထွေးကြောင့်သူ့မလဲဒီလိုခံစားချက်တွေရှိကြောင်းချပြခဲ့တာဖြစ်ပြီးသူ့မရဲ့အကောင်မတဲ့ဆာရှိကြီးတပုတ်ရေးသားခဲ့တာပါ အဲဒီစာရင်းမှာတော့အိမ်ပေါ်ကနင်ချခံရပုံတွေကိုခြာရေးထားခဲ့တာမို့ပြိတက်ကအံဩခဲ့ကြပြီးသူမရဲ့ဖြစ်ရပ်ကိုဝိုင်းဝန်းစိတ်ဝင်စားခဲ့ကြပါတယ်။ခေနနာဆိုဟာအဆိုပါစာလေးတစ်ပုဒ်နဲ့တင်သူမရဲ့ဘဝဖြစ်ရပ်ပေါင်းစုံကိုစုံစုံလေးလေးရေးသားထားခဲ့ပါတယ်။ ရေးသားထားရင်စာရကျမဒီကဘာပေါ်မှာတနေ့တရားမဲ့တာမန်လူတူပါဒါပေမဲ့မတိခင်မှာကျမအကြောင်းလေးရှင်းပွင့်သွားကြမှာလေလို့အစချီပြောကြားထားခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ကျမမွေးကလေးကအမှုပညာရှင်မိဘနှုတ်ကမွေးဖွားလာခဲ့တယ်။ဖခင်ကဆိုင်ဆရာမိခင်ကဆိုတော့ပါအဖေနဲ့မိနေကတိတ်လိုက်တာအဖေကဒီရန်တော်တယ်အမေကဆူရန်တော်တယ်ကျမတို့နေတဲ့တာယူမှာဆိုင်းဆရာစောလွန်ဆူရန်ခရန်အုံမဆိုရင်မကြိုက်တဲ့သူမရှိသလောက်ပါ အဲ့ဒီနောက်ကျမသက်9နှစ်အရွယ်မှာဖေဖေဟာအက်ဆီဒန့်ကြောင့်ကျမဖခင်မဲ့တူဖြစ်ခဲ့တယ်။ပထွေးရှိရင်ဆိုရဲခန်းစားချက်ကို မခန်းစားစေရခဲ့တဲ့မိခင်နဲ့တူကလေးဘဝကိုဆင်းရဲစွာပင်ပန်းစွာအတူကြီးပြင်းခဲ့တယ်။နေစရာအိုးအိမ်ပဲဖြစ်ခဲ့တယ်။ အိမ်မော်ကနင်းချခံခဲ့ရတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။ဒါနဲ့မကဘဲခေရနာဆိုကဘာကြောင့်အိမ်ဘော်ကနင်းချခံရတယ်လဲဆိုတဲ့အကြောင်းရင်းကိုပါအားလုံးရှင်းအောင်ထုတ်ပြောသွားပြီးဖိဖိဆိုင်ကျမနဲ့မိမိကိုမဆက်ခံစေချင်လို့ဖိဖိရဲ့ channel ကနေတာမီနှစ်ယောက်နင်းထုတ်ခံခဲ့ရတာပါ။အဖေဘကမျိုးတွေရဲ့ဆက်ဆံပုံကပြန်တွေးကြည့်တိုင်းကျမမှာမျက်ရည်တွေတစိမ့်စိမ့်ကျခဲ့ရတယ်။ဒါရီယာပြီးခဲ့ပြီဆိုပေမယ့်ကျမအတွက်တော့ငယ်ဘဝစိတ်တန်ရပါ။ နေစရာမဲနေတဲ့တာမီနီယောက်ကိုဒီမျိုးပညာကားပဲနေစရာပြန်ပေးခဲ့တယ်။မိမိကိုယ်တိုင်ပွဲတော်ရင်ကျမသမီးလေးကိုပွဲခေါ်ပါရှင်။အမှုပညာကြီးမပေးပါနဲ့။စူကြီးလေးနဲ့ပဲဆူပြရစီဆိုပြီးပွဲလေးတွေလိုက်ဆိုရင်ရှာတာလေးတွေဆူတယ်။ကျမစာတင်နေကြောင်းပါလေ။မိမိကမြမမုံနေလိုက်ရောက်နေ။မေမေမုံလာရောက်နိုင်ဝိုင်းကူဝဲစားပေးကြတဲ့တငယ်ချင်းတွေကိုလည်းအရှမ်းကျေးဇူးတင်နေ ကိုတတိယတိုင်းသူတို့ကုသိုလ်ရအောင်လို့အမဲမြတာပို့ပေးတယ်လို့ဝန်နေပလန်သူ့ရဲ့ခန်းစားချက်တွေကိုရှင်းပွင့်ခဲ့တယ်လို့သူ့မရှိစင်းရဲ့ဆင်မှာကုညီဆောင်မခဲ့တဲ့တူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းအောင်မြင်လာခဲ့ပုံကိုတော့ခေရနာဆိုကနေတိုင်းမုံစားစရာမုံပိုးမရပေမဲ့လည်းမနက်ခင်းတိုင်းမှာထမင်းရီပူပုံစားခတ်တောက်ခဲ့ရတာကကျမတို့တာမီအတွက်အရသာရှိခဲ့ပါတယ်။ တခါတလေကြာရင်ဒီနုပညာလုံးမလုတ်ချင်တော့လောက်စိတ်ညစ်သွားတာမျိုးရှိတယ်။ဒါပေမဲ့ကိုကိုကိုအမြင့်ကိုမြင့်တင်ပေးခဲ့တဲ့အလုံးမှုဆက်လုပ်ခဲ့ရင်အသက်၁၁နှစ်အရွယ်လောက်ပြွန်တစားမျိုးအေးရွာကပွဲမှာသွားကားရင်ရွှေချင်းမျိုးကဆရာတော်ကြီးဦးလက်ခဏနဲ့ဖခင်တိုင်ရကကြီးဦးသိန်းတွင်ဖခင်တိုင်ရကမှဒေါ်ကြည်မင်းဆိုတဲ့ကျမတို့ရဲ့တာမီးရဲ့ကျေးဇူးရှင်နဲ့စတွေ့ရပါတော့တယ်။ အဲ့ဒီပွဲမှာကျမအငိမ့်ကားတဲ့အသက်ငယ်ငယ်လေးနဲ့တွတ်တွတ်လက်လက်ကြိုးစားတာတွေ့တော့တာမီနီအောင်စလုံးကိုဖိုးဖိုးနဲ့ပေါ်ပေါ်မြောက်စားခဲ့တယ်။ကျမတို့တာမီစိုင်းဝင်နိုင်သွားတယ်။အခုထိဒီဆိုင်နဲ့ပဲတည်နေတာ။ဂျေဆုရှင်နေကိုဂျေဆုဆက်လို့မဝသေးဘူး။ကျမလည်းထမင်းနမန်ယုံမှာကျမဂျေဆုရှင်နေကိုဂျေဆုဆက်ဖို့ရင်တနည်းနည်းမိမိတက်ချင်းလာတာကိုတွေ့နေရတာရဲ့ကြောင့်ကျမမနာနိုင်ပေ။ဒါကြောင့်ပိုပိုကြိုးစားနေရတာပါ။ ကျမဒီနေ့ဒီချိန်ဒီရဲဝံစွာပြောနိုင်တာကတော့အမှုပညာပေါ်ရှိုးသားခဲ့တာရဲ့သူများမိသားစုကိုစိတ်ဒုက္ခရအောင် မလုပ်ခဲ့ဘူးရရဲ့ပါပဲအဖေဘက်ကမိသားစုတွေကတော့ကျမဘဝကိုငရေလာပေးခဲ့ပါတယ်ဒါကြောင့်ကိုပိုင်တကူလည်းမိသားစုပေးတဲ့ဒုက္ခတွေကနေလွတ်ငင်းပြီးပျော်ရွှင်အောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်ပြည်သက်ချင်းရောပိုင်းကွန်ဖြစ်ရတဲ့သူ့ကိုယ်သူနှိုင်းရှင်ပြီးစိုးရတဲ့မိသားစုအတွင်းရရှိခဲ့ကြောင်းပြောပြလာတဲ့ခင်ရနာဆိုပေါ်မှာဘလို့များထင်ကြပါသလဲနော် မောင်မလာမောင်တာငတ်မောင်နေရလို့မပြန်ဆိုပင်တတူးနဲ့ရီစားတင်လေးကိုအခုလိုချပြလာတဲ့လှနှုထုံးမင်္ဂလာပါပရိသတ်များရှင်လူရီယာလုံးရဲ့မြန်မာတော်လှနှုထုံးကဟောတာဆန်ကိုအသေးရရအရှင်ရရအရန်ကိုချစ်နေတဲ့မမကြီးလိုပဲမြင်ကြမှာပါတကယ်တမ်းကျတော့အဲဒီနောက်ွယ်ကအကြောင်းရင်းမှန်လေးကိုပရိသတ်တို့မသိကြသေးပါဘူး မကြသေးခင်ကမှဟုံးတာဆန်ရဲ့ပြဿနာတက်ပြီးတော့နှစ်ယောက်သားရက်တိရွာတိတိုင်းပြည်ကြီးကွဲသွားကြတာပါပြဿနာရဲ့အရင်ခံကလည်းဟုံးတာဆာဟာသူ့ရဲ့မကြီးနဲ့ဖောက်ပြန်လိုပါဆိုပြီးတော့ခေါင်းစဉ်နဲ့တန်းအောက်ဖဲရင်လန်းမကောင်းတဲ့ရင်တွေပုတ်ချပြီးတော့လှနုဘက်ကစတင်ဖြတ်ခေတာပါ ီကိစ္စနဲ့ပတ်သက်လို့လူတော်တော်များများကတော့ဟုံးတာဆန်ဖောက်ပြန်တာကိုခံလိုက်ရတာကြောင့်လှနုကရန်ကိုအသေးလေး꿰ပြီးတော့ရှင်နဲ့မဆောင်ခံစားနေရတော့မယ်လို့ထင်ပြီးဖုန်းလေးဆန် message တွေပို့ကအပိစကားတွေကိုတော့ပြောခဲ့ကြပါသေးတယ်။အဲဒီလိုနဲ့ပဲ24နာရီမပြေပါဘူးလှနုကနောက်ထပ်ရီးစားတဲ့ကလေးတယောက်ရှားသွားပါပြီ။သူမရဲ့ social media အကောင့်မှာဟင်းချက်နေတဲ့ပုံလေးတစ်ပုံကိုပရိသတ်တွေတင်အောင်တမင်တင်လိုက်တာပါ အဲ့ဒီမှာဆိုရင်တက်ပုံထဲမှာပါလာရင်လက်ကတက်တူးတွေနဲ့ဖြစ်ပြီးတော့ဗလာတောင်းတော့ခက်ချောချောကောင်းလေးတယောက်ဖြစ်မယ်ဆိုတာအသေးချာပါမျက်စိလင်းတဲ့သူတွေကတော့လှနှုတ်ထွန်ချပြခြင်းနဲ့အရာကို100%ကွက်ကွက်ကွင်းကွင်းမြင်သွားခဲ့ပါတယ်။မလဲဆိုရင်တော့မှန်တဲ့ကအရှိပါ။အဲ့ဒီမှာဆိုရင်ချစ်သူကြီးစားတဲ့အထူးနေနေတဲ့ပုံစံမျိုးနဲ့ခါကိုယ်တော်ဖတ်ထားခဲ့တာပါ။ သူတို့နှစ်ယောက်ကိုကြည်ရတာကလည်းတကယ့်ကိုအကျွမ်းရှိနေတဲ့ပုံစံမျိုးဖြစ်ပြီးတော့ဟောင်းတာဆန်နဲ့မပြတ်ခင်ကလေးကဆက်ဆံရေးရှိနေခဲ့တဲ့ပုံစံမျိုးပါအဲ့ဒီလိုမျိုးတော့မဟုတ်ဘူးဆိုရင်တော့အခုလိုမျိုးရီးစားနဲ့ပြတ်တာ24နာရီမပြည့်သေးခင်ဘသူကမှလာပြီးတော့ဖုန်ကြောင်မှလည်းမဟုတ်တလို့ရီးစားတစ်ချက်ချင်းရဖို့ဆိုတာကတော်တော်ကိုမဖြစ်နိုင်တဲ့ကိစ္စပါ ဒါကြောင့်မို့လို့လှနူကတော့မောင်မလာမောင်တာငတ်မောင်းနေရလူမပြတ်ပါဘူးဆိုရင်ရည်ရွယ်ချက်နဲ့ဟုံတာဆန်ရတနိုင်ငံလုံးကိုပါတိစီဖို့အတွက်အခုလုံမှန်တဲ့ကအရှိကလေးကနေတစိမ့်သူ့ရဲ့တတူနဲ့ရည်စားတဲ့ကလေးကိုချပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာဟုံတာဆန်ဖောက်ပြန်တာထက်လှနူထွန်းကစဲစားမကပို့ပြီးတော့ဖောက်ပြန်နေစရာကိုပြည်သက်ကြီးတို့သိရဖို့အတွက်ဒီဗီဒီယိုလေးနဲ့အတူအမှန်တရားကိုပြောပြလိုက်ရပါတယ်နော်။